င်္ဂလာပါ BNV ရဲ့ကဘာရေးရမြန်မာစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီစဉ်မှာတော့ကဘာတလွားကမြန်မာရေးရနဲ့ပတ်သက်ပြီးရေးသား ပြောဆိုနေကြတာတွေကိုပြန်လည်ပြောပြပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကုလသမဂ္ဂရဲ့နှစ်ပတ်လည်ထွေထွေညီလာခံကျင်းပနေတဲ့အခြေအနေတွေနဲ့ဘယ်သူတွေဘာတွေပြောခဲ့ကြတယ်လဲဆိုတာကိုအခြေခံပြီးပြောပြပေးသွားမှာပါ ။ကုလသမဂ္ဂရဲ့နှစ်ပတ်လည်ထွေထွေညီလာခံကိုအမေရိကန်နိုင်ငံနယူးယောက်မြို့တွင်စက်တင်ဘာလ23ရက်နေ့ကစတင်ကျင်းပခဲ့ရာအဘာဘဝနိုင်ငံကောင်းဆောင်များတက်ရောက်မိကုံပြောကြားခဲ့ပါတယ်။အခုကျင်းပနေတဲ့ကုလသမဂ္ဂနှစ်ပတ်လည်ညီလာခံမှာတော့မြမကြီးဟာတိတ်ဆိတ်နေသလောက်ဖြစ်နေပြီးမြမပြည်သူတွေဟာကဘာကြီးရဲ့လစ်လူရှုမှုကိုခံရရတဲ့ဆိုတဲ့ခံစားမှုကပိုပြီးတေးကြလာပါတယ်။ဒီနေ့ကဘာမျက်နှာစာမှာလဲ Israel Palestine Gaza စစ်ပွဲ Russia Ukraine စစ်ပွဲတွေကနေရာယူထားပါတယ်။ အစ္စရေးကဂါဇာမှာပါလက်စတိုင်းပြည်သူတွေအပေါ်လူမျိုးတုံးတက်ဖြတ်မှုစစ်ရာဇဝဲမှုတွေကျူးလွန်နေတာတွေဟာဆိုးဝါးလာတဲ့အဖြစ်အပျက်တွေဖြစ်ပါတယ်။ရုရှားရဲ့ယူကရိန်းပေါ်ကျူးကျော်တိုက်ခိုက်မှုစစ်ပွဲကလည်းဆက်လက်ဖြစ်ပွားနေကြပါပဲ။အဲ့လိုပါပဲမြန်မာနိုင်ငံမှာလည်းမြန်မာပြည်သူတွေဟာစစ်အာဏာရှင်လက်အောက်မှာပြည်တွင်းစစ်နဲ့အတူစစ်တပ်ကရက်စက်ကြမ်းကြုတ်တက်ဖြတ်မှုတွေအိုးအိမ်ဆုံကထွက်ပြေးရမှုတွေကို ပြင်းပြင်းထန်ထန်ကြုံတွေ့ခံစားနေရတာဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်တိုင်းပြည်နယ်ပြည်သူလူထုဟာအမောင်တွေကို ရောက်စေခဲ့ပြီးစစ်တပ်ကကျူးလွန်နေတဲ့ဆိုးဝါးလွန်းတဲ့ရာဇဝတ်မှုတွေကိုနေ့စဉ်နဲ့အမျှကြုံတွေ့ခံစားနေကြရတာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာနိုင်ငံတွေကတော့ဒါကိုလစ်လျူရှုထားကြပါတယ်။တစ်ဖက်မှာတော့စစ်ရာဇဝတ်ကောင်တွေတက်ဆိုးရှိဖို့ဂျိုးစီဝါးကိုသာမျှော်ဖို့တဲ့တရုတ်လိုရုရှားလိုအာဏာရှင်နိုင်ငံတွေကရာဇဝတ်ကောင်တွေကိုကြောထောက်နောက်ခံပေးနေပါတယ်။ပြည်သူတွေကိုတက်ဖြတ်ဖို့လက်နက်တွေထောက်ပံ့ကူညီပေးနေကြပါတယ်။ ဒါကြောင့်လဲမြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကဆက်လက်တည်ရှိနေနေတာဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့နှစ်ပတ်လည်ထွေထွေညီလာခံမှာမြမရေထည့်သွင်းပြောဆိုနေကြတာတွေကမရှိသလောက်နှေးပါခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာဒုက္ခသည်အရေးနဲ့နေဆက်အခြေအနေကိုထည့်သွင်းပြောဆိုတာနဲ့မလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးကအာဆီယံကမြမရေချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကိုဆက်လက်လှုပ်ဆောင်ရမယ်ဆိုတာလောက်ပဲရှိခဲ့ပါတယ်။အဲ့ဒီပြောဆိုချက်တွေကိုမပြောရင် မြန်မာပြည်သူတွေရဲ့ဒေါ်လာရင်းအတွက်ထည့်သွင်းစဉ်းစားရမယ်ဆီးရီးယားသမ္မတပြောစကားကိုရည်စုံပြောပြပေးသွားပါမယ်ဆီးရီးယားသမ္မတအာမတ်အရှာလာဟာဆီးရီးယားဒေါ်လာရင်းခေါင်းဆောင်တဦးဖြစ်ခဲ့ပြီးအာနာရှင်သမ္မတဟောင်းအာဆက်ကိုဖြုတ်ချပြီးနောက်ဆီးရီးယားနိုင်ငံခေါင်းဆောင်ဖြစ်လာသူပါအခုတော့ကုလသမဂ္ဂညီလာခံကိုနှစ်ပေါင်း60အတွင်းပထမဆုံးတက်ရောက်တဲ့ဆီးရီးယားသမ္မတဖြစ်အမှတ်တမ်းတင်ခဲ့ပါပြီဆီးရီးယားသမ္မတပြောတဲ့စကားထဲမှာဒေါ်လာရင်းနဲ့ပတ်သက်တဲ့စကားကိုရည်စုံပြောပြပေးသွားပါမယ် လက်နက်မဲ့ပြည်သူတွေကိုဓာတုလက်နက်တွေသုံးပြီးတိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ရဲ့အမျိုးသမီးတွေနဲ့ကလေးတွေဟာအစ်ငွေတွေကိုခြုံရှိုက်ခဲ့ကြရတယ်။ဒါတွေအားလုံးဟာအမှန်တရားရဲ့အတန်ကိုပိတ်ဆို့ဖို့ကြိုးစားခဲ့တာပါ။ဒီလောက်ကြီးမားတဲ့ရာဇဝတ်မှုတွေရှိနေကြပေမဲ့ဖြေရှာဖို့နည်းလမ်းလုံးဝမရှိခဲ့ပါဘူး။ကံလမ်းမှုတချို့ရှိခဲ့ပေမဲ့ကျွန်တော်တို့ပြည်သူတွေဟာဒီရာဇဝတ်ကောင်အစိုးရကိုဖျောက်ချဖို့အတွက်ကိုယ့်ဘက်ကိုစုစည်းပြီးစစ်ရေးရလှောက်ရှားတာလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။အဲ့ဒီစစ်စင်ရေးဟာတနာကျင်နာမှုကောင်းမြတ်မှုနဲ့ပြည့်နှက်နေပြီး တီးခံခွင့်လွှတ်မှုကိုဦးစားပေးခဲ့သလိုအရက်သားတွေကိုလည်းပြစ်မှတ်မထားခဲ့ပါဘူး။ကလဲစားခြေတာမျိုးမဟုတ်ပဲတရားမျှတမှုကိုပဲပြစ်မှတ်ထားခဲ့တာပါလို့စီးရီးယားသမ္မတကပြောခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှာပြောခဲ့တဲ့ဒီရာဇွက်ကောင်ဆူရောက်ကိုဖြုတ်ချဖို့အတွက်ကိုဘတ်တာကိုစူးစီးပြီးစီရေးရလှောက်ရှားတာကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူးဆိုတာကမြန်မာပြည်ကလူငယ်တွေဟာလက်နက်ကင်တော်လှန်ရေးလမ်းစဉ်ကိုရွေးချယ်ခဲ့ရတဲ့အခြေအနေတွေနဲ့တူညီပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက တနိုင်ကံလုံးကလူငယ်တွေပြည်သူတွေဟာအကြမ်းမဖက်ဆန္ဒပြတဲ့အနေနဲ့စစ်အာဏာသိမ်းမှုကိုစန့်ကျင်ခဲ့ကြပေမဲ့စစ်တပ်ကအကြမ်းဖက်တပ်ဖြတ်မှုတွေပြစ်ခတ်ဖြစ်ခွင်းမှုတွေကိုဆူဆူဝါဝါလှုပ်ဆောင်လာတာကြောင့်အာဏာရှင်စစ်တပ်ကိုလက်နက်ကင်ခုခံတဲ့နီလန်းတွေကိုရွေးချယ်ခဲ့ကြရပါတယ်။ကုလသမဂ္ဂအထွေထွေညီလာခံမှာဝင်္ဂလားဒေ့ရှ်ယာယီအစိုးရအကြီးအကဲအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့မိုဟာမက်အီနော့ကတော့ဝင်္ဂလားဒေ့ရှ်မှာခိုလုံနေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ရခိုင်ပြည်နယ်ကအခြေအနေတွေကိုထည့်သွင်းပြောဆိုသွားပါတယ်။ ဟိုမှာ ਈ တော့ပြောခဲ့တဲ့မိကုန်းတွေကမြန်မာနိုင်ငံနဲ့ပတ်သက်တာတွေကိုပြန်ပြောပြသွားပါမယ်။အင်းဒီချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေဟာဒေတာတွေတစ်ခုလုံးအတွက်အလွန်စိုးရင်စရာအခြေအနေတစ်ခုကိုဖန်တီးနေပါတယ်။ဒါဒေတာတွေညင်ရေးကိုချင်းချောက်နေုံသာမကပဲဘင်္ဂလားဒေ့ရှ်မှာခိုလုံနေတဲ့အဲ့တမရွှေပြောင်းခံရတဲ့ရိုဟင်ဂျာတွေဘေးကင်းစာနေရပြန်နိုင်ရေးအလားလာကိုလည်းချင်းချောက်နေပါတယ်။ရှစ်နှစ်ကြာမြင့်သည့်တိုင်ရိုဟင်ဂျာရေးဟာဘာဖြေမှမထွက်ပဲဆက်လက်တည်ရှိနေပါတယ်။တခိုင်ပြည်နယ်ရှိပြည်ထနာများအတွက် တိုင်းရင်းသားများပါဝင်တဲ့နိုင်ငံရေးအဖြစ်တစ်ခုရှိရပါမယ်။ဒါမှသာရိညာရီယာဒန်းတူခွင့်ရေးရှိတဲ့နိုင်ငံသားဖြစ်ရခိုင်လူ့ဖွဲ့စည်းရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာမှာပါ။ဒီရမန်းချက်အတွက်ဘေးကင်းလုံခြုံမှုနဲ့ရေရှည်တည်တဲ့နဲ့နေရပြန်ရေးဟာသူတို့ရဲ့အခွင့်အရေးကိုပြန်လည်ရရှိရေးနဲ့ဂုံတိတ်ခါရှိစွာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကိုဦးဆောင်ရပါမယ်။ရခိုင်ပြည်နယ်မှာအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေဖြစ်လာမှုနဲ့နိုင်ငံရေးအဖြစ်တွေကိုအရေးတကြီးရှာဖွေဖို့မြန်မာနိုင်ငံသို့မဟုတ် ရခိုင်ပြည်နယ်ရှိအစိုးရမဟုတ်သောလက်နက်ကိုင်ဖွဲ့များပေါ်ဖိအားပေးရပါမယ်။ဒီပြောဆိုချက်ထဲမှာရိုဟင်ဂျာဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီးပြောဆိုမှုတွေအပေါ်အတိအမှတ်ပြုရမှာဖြစ်တော်လဲ။ရခိုင်ပြည်နယ်မှာအစိုးရမဟုတ်တဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုဖိအားပေးဖို့ကမ္ဘာနိုင်ငံတွေကို တောင်းဆိုခဲ့တဲ့အချက်ကတော့မြန်မာပြည်သူတရက်လုံးရဲ့ဆန္ဒနဲ့ဆန့်ကျင်နေပါတယ်။မနက်ငယ်မှာကြုံတွေ့နေရတဲ့ပြည်တွင်းစစ်အပဝင်ရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေကြုံတွေ့နေရတဲ့လူမျိုးတုံးတက်ဖြတ်ခံရမှု လေရွက်စုခါထွက်ပြေးရမှုတွေဟာမြန်မာစစ်တပ်ကြောင့်သာဖြစ်ပါတယ်။ရင်းညာရီပေါ်လူမျိုးတုံးတက်ဖြစ်မှုကျူးလွန်ခဲ့တာကလည်းမြန်မာစစ်တပ်သာဖြစ်ပါတယ်။ဒီလိုအခြေအနေတွေကိုမျက်ွယ်ပြုအာဏာသိမ်းစစ်တပ်ကိုတော်လှန်နေတဲ့တော်လှန်ရေးအင်အားစုတွေကိုဖိအားပေးဖို့တိုက်တွန်းနေဆိုတာကသဘောထားမမှန်မှုကိုပြသရာရောက်ပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကလည်းမြမရေးနဲ့ပတ်သက်ပြီးအာဆီယံရဲ့သဘောထားကိုမိန့်ခွန်းတွင်းမှာထည့်သွင်းပြောဆိုထားပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကကုလသမဂ္ဂထွေထွေညီလာခံမှာ ြောကြားခဲ့တဲ့မိန့်ခွန်းအတွင်းကမြမရေးနဲ့သက်ဆိုင်တဲ့ပြောဆိုချက်ကတော့မြန်မာနိုင်ငံမှာလုံခြုံရေးနဲ့တည်ငြိမ်ရေးကိုမြင့်တင်ဖို့နဲ့ဝန်သဘောတူညီချက်၅ရက်ရဲ့ယုံကြည်ကိုးစားနိုင်စွမ်းကိုပြန်လည်တည်ဆောက်နိုင်ဖို့ကြိုးပမ်းမှုတွေကိုဆက်လက်လှုပ်ဆောင်ရပါမယ်။မြန်မာနိုင်ငံရဲ့နေရာတချို့မှာသဘောတူထားတဲ့အပြစ်ခတ်ရက်စဲရေးတွေချိုးဖောက်ခံနေရပြီးအကြမ်းဖက်မှုတွေကရက်သားတွေကိုဆက်လက်အန္တရာယ်ဖြစ်စေနေတဲ့အတွက်အာဆီယံအနေနဲ့လွန်မင်းစိတ်ပြတ်မိပါတယ်။အာဏာရှိသူတွေမှာမြန်မာနိုင်ငံဟာတီးခြားနိုင်ငံတစ်ခုမဟုတ်ပဲ ဒေတာတစ်ခုရဲ့အစိတ်ပိုင်းဖြစ်တယ်ဆိုတာကိုသတိရဖို့တာဝန်ရှိပါတယ်မြန်မာနိုင်ငံရဲ့ပြည်ထနာကိုမြန်မာပြည်သူတွေကိုယ်တိုင်ပိုင်ဆိုင်တဲ့ဖြည့်ရှင်းချက်တစ်ခုစီကိုကျွန်တော်တို့အားလုံးစေတနာမှန်နဲ့အထူးတကားလက်သွဲလောက်ဆောင်ကြမယ်ဆိုရင်ကျွန်တော်တို့ပြည်သူအားလုံးအတွက်တောက်ပပြီးလုံခြုံတဲ့အနာဂတ်တစ်ခုရှိလာမှာပါလို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောကြားသွားပါတယ်လေရှားနိုင်ငံသားရေးဝန်ကြီးပြောတဲ့အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလစ်လူရှုပြီးအခုချိန်မှာပြည်သူတွေသဘောထားမဟုတ်တဲ့ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ။နိုင်ငံအတွင်းမှာစစ်တပ်ကအကြမ်းဖက်တပ်ဖြတ်မှုတွေနေစဉ်နဲ့မျှလေကြောင်းကနေအရက်သားပြစ်မှတ်တွေကိုဘုံကျဲတိုက်ခိုက်မှုတွေစစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုအတင်းအဓမ္မစစ်ပွဲတွေဆဲသွင်းတာတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံခေါင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားတွေအများပြားကလည်းအကျဉ်းဆောင်ထဲမှာဆက်လက်ရှိနေစေဖြစ်ပါတယ်။ဒီအခြေအနေတွေက အာဆီယံဟာမြန်မာရေးအတွက်ဖြည့်ရှင်းနိုင်ရင်လုံးဝမရှိဘူးဆိုတာကိုပြသနေတာပါ။ ဒါကတော့မြမရေးနဲ့ပတ်သက်ပြီးအခုကျင်းပနေတဲ့ကုလသမဂ္ဂညီလာခံမှာပြောကြားချက်တွေကိုပြန်လည်ပြောပြပေးတာဖြစ်ပါတယ်။ကမ္ဘာရေးမြမရေးပဋိပက္ခတွေမှာကုလသမဂ္ဂကအလုံးမဖြစ်နေဘူးဆိုတဲ့အခြေအနေကိုလည်းမိန့်ခွန်းတွေမှာပြောဆိုခဲ့တာရှိပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကတော့တဦးချင်းစီအတွက်ခွင့်ပြုချိန်15မိနစ်ထက်3ဆလောက်ကျော်ပြီးတနာယီနှိပါကြအောင်ပြောခဲ့တဲ့မိန့်ခွန်းအတွင်းမှာကုလသမဂ္ဂဟာဘာမှမလုပ်နိုင်တဲ့ဖွဲ့စည်းဆိုတဲ့ချက်ကိုထည့်ပြောခဲ့ပါတယ်။ ။တနအိနီးပါးကြာတဲ့သူ့မိန်ကောင်းထဲမှာမန်ကန်တဲ့အချက်ဆိုတာဒီတစ်ချက်ပဲပါတယ်လို့တောင်ဆိုရမှာပါ။ထရန့်ပြောကြခဲ့တာဟာကုလသမဂ္ဂဟာကျွန်တော်တို့အတွက်အားကိုးစရာရှိမနေဘူးဆိုတာသိတာလာရပါတယ်။ဒီလိုဆိုရင်ကုလသမဂ္ဂရဲ့ရည်ရွယ်ချက်ကဘာလဲလို့မေးစရာဖြစ်လာပါတယ်။ကျွန်တော်အမြဲပြောမှုသလိုပဲကုလသမဂ္ဂမှာအလွန်ကြီးမားတဲ့အလားအလာရှိပေမဲ့အဲ့ဒီအလားအလာနဲ့အညီနေထိုင်ခြင်းမရှိပါဘူး။ခုချိန်မှာသူတို့လုပ်နေတာကပြင်းထန်တဲ့အသုံးအနှုန်းနဲ့စားရစောင်းရေးပြီးနောက်ဆက်တွဲပါမှမလုပ်တာပဲ အနှစ်မရှိတဲ့စကားလုံးတွေဟာစစ်ပွဲကိုမဖြေရှင်းနိုင်ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂကအလုံးမဖြစ်ဘူးစာရီထုတ်နေတာပဲဆိုတဲ့အချက်ကမှန်ပေမဲ့လည်းအဲ့ဒီလိုဖြစ်စီဖို့အကျိုးစီးပွားအာဏာအတွက်ဗီဒီယိုအာဏာယူထားတဲ့၅နိုင်ငံထဲမှာအမေရိကန်လည်းပါတယ်ဆိုတာကိုတော့ထည့်မပြောခဲ့ပါဘူး။ယူကရိန်းသမ္မတဇင်လန်စကီကလည်းကုလသမဂ္ဂနဲ့ကမ္ဘာစနစ်ကနေဘာမှမျှော်လင့်လို့မရဘူးဆိုတဲ့အကြောင်းသူ့မိန့်ခွန်းထဲမှာထည့်ပြောပါသေးတယ်။သူပြောတာက ဒီလိုစင်မြင့်တွေပေါ်ကနေနိုင်ငံတွေကသူတို့ရဲ့နာကျင်မှုကိုပြောပြနိုင်ပေမဲ့သွေးထက်တန်ရမှုတွေဖြစ်နေချိန်မှာတောင်အဲ့ဒါကိုအမှန်တကယ်တားဆီးနိုင်တဲ့နိုင်ငံတကာအဖွဲ့အစည်းတခုမှမရှိပါဘူးဒီဖွဲ့စည်းတွေကအလွန်အားနည်းကြပါတယ်ဆူဒန်ဆိုမာလီယာပါလက်စတိုင်းဒါမှမဟုတ်စစ်ပွဲတွေကြုံတွေ့နေရတဲ့တခြားလူမျိုးတွေဟာကုလသမဂ္ဂဒါမှမဟုတ်ကမ္ဘာစနစ်စီကနေဘာကိုတကယ်မျှော်လင့်နိုင်ပါလဲဆယ်စုနှစ်တည်းခြေပြီးထုတ်ပြန်ချက်တွေထုတ်ပြန်ချက်တွေပဲထွက်လာပါတယ် ဂါဇာမှာဖြစ်ပျက်နေရတဲ့အလုံးဟာခက်ပေါက်မရှိပဲဆက်ဖြစ်နေတော့မှာပဲစီးရီးယားနိုင်ငံကလည်းအပြောင်းအလဲများစွာဖြစ်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့စီးပွားရေးကိုအသက်ရှူကျက်စေတဲ့ပိတ်ဆို့ရေးရမှုတွေကိုဖြစ်လျှော့ပေးဖို့ကမ္ဘာကြီးကိုတောင်းဆိုနေရတော့မှာပဲဗီဒိုအာနာအုံချမှုကိုကန့်တက်ပေးဖို့ကတော့စင်ကာပူနိုင်ငံရဲ့ဝန်ကြီးကသူ့ရဲ့မိန့်ခွန်းတွင်မှထည့်သွင်းပြောဆိုခဲ့ပါတယ်။သူပြောသွားတာကလွန်ခဲ့တဲ့နှစ်80မှာကမ္ဘာကြီးကတိတိတတ်တာပြောင်းလဲခဲ့တယ်လို့ပဲ ကုလသမဂ္ဂဟာလည်းနောင်လာမယ့်ခေတ်အတွက်ရွေချက်နဲ့ကန့်ညီအောင်ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုတာရှင်းပါတယ်။ကျွန်တော်တို့ဟာလက်ရှိအခြေအနေကို ထင်ဟပ်တဲ့ပိုပြီးကိုစားပြုမှုရှိပြီးအားလုံးပါဝင်နိုင်တဲ့ကုလသမဂ္ဂတစ်ခုလိုအပ်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းဖို့အဓိကတာဝန်ရှိတဲ့အတွက်ဒီတာဝန်ကိုပိုကောင်းအောင်ထမ်းဆောင်နိုင်ဖို့ပြုပြင်ပြောင်းလဲမှုတွေလိုအပ်နေတာရှင်းပါတယ်။ အမြဲတမ်းဖွဲ့ဝင်၅နိုင်ငံရဲ့ဗီဒီယိုအာဏာအသုံးပြုမှုကိုကန့်သတ်ရမှာဖြစ်ပြီးအနာဂတ်မှာဒီဗီဒီယိုအာဏာကိုဘယ်လိုကျင့်သုံးမလဲဆိုတာနဲ့ပတ်သက်ပြီးဥလားသမကအဖွဲ့ဝင်အားလုံးကသဘောတူညီမှုရရှိရမှာပါလို့စင်ကာပူနိုင်ငံရာယီဝန်ကြီးကပြောကြားခဲ့ပါတယ်ဥလားသမဂ္ဂရဲ့ဖွဲ့စည်းပုံအရနိုင်ငံတကာကြက်တွေးရည်နဲ့ပတ်သက်တဲ့အဆိုတွေကိုဗီဒီယိုအာဏာပိုင်၅နိုင်ငံဖြစ်တဲ့ American, တရုတ်, Russia, ပြည်တိုင်နဲ့ပြင်သစ်တို့တွေကတနိုင်ငံကကန့်ကွက်ယုံနဲ့ဖယ်ဖျက်ပစ်နိုင်ပါတယ်။ မြမအရေးနဲ့ပတ်သက်လာရင်မြမစစ်အာဏာရှင်ဘက်ကနေရက်တိပေးနေတဲ့တရုတ်နဲ့ရုရှားတို့ကလည်းဗီဒီယိုအာဏာရရှိထားတဲ့ငါးနိုင်ငံထဲမှာပါဝင်နေပါဗျ။ဒီအခြေအနေကလည်းမြမနိုင်ငံမှာအာဏာသိမ်းစစ်အုပ်စုကိုအေးအေးယူဖို့ခက်ခဲနေပြီးစစ်အာဏာရှင်တွေခေါင်းထောင်နေရလို့ဆိုရမှာပါ။ဒီကနေ့ကမ္ဘာ့အခြေအနေနဲ့ကုလသမဂ္ဂကမြမပြည်သူတွေကြုံတွေ့ခံစားနေရတဲ့ဆင်းရဲဒုက္ခတွေမတရားမှုတွေကိုကာကွယ်ပေးနိုင်တဲ့အခြေအနေမှမရှိသလိုရာဇဝတ်ကောင်တွေကိုအေးအေးယူနိုင်တဲ့အခြေအနေမှလည်းမရှိပါဘူး။ ဒါကြောင့်မဲမြမပြည်သူတွေဟာကိုယ်ကံကြမ္မာကို ကိုယ်တိုင်ရေးပြီးရုန်းကန်ကြရမှာဖြစ်ပါတယ်ခင်ဗျာ Burma Independent Voice